ဒီနေ့တော့လေကို့အတွက်မကောင်းမှန်းတီးတီးရင်နေပေါ့နော်ဟိုဆွဲထားမိတဲ့လူတွေသူမဟုတ်ဒီအတိတ်က trauma တွေပေါ့နော်ဒါမျိုးတွေကိုလွတ်ချလိုက်မယ်ဆိုရင်မင်းစီမှာဘာတွေဖြစ်လာမလဲဆိုတာကိုကြည့်ပေးမယ်ပေါ့နော်လွတ်ချလိုက်ရင်ဘာတွေဖြစ်မလဲပေါ့နော် focus on release ပါရှင် letting go လုံးလိုက်ပါ let go လုံးလိုက်ပါ surrender လုံးလိုက်ပါကိုတွေဒီလိုမျိုးတွေပြောကြတယ်ဒါပေမဲ့လည်းပြောတဲ့လောက်လည်းမလွယ်ကူဘူးလေနော်အဲ့ဒီတော့ကြတော့အာအဲ့ဒီမလွယ်ကူတဲ့ အလုပ်ကိုလုပ်နိုင်ခဲ့မယ်ဆိုရင်မင်းစီမှာဘာတွေဖြစ်လာမလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ် collective reading နဲ့ဖြစ်ပါမယ်ရှင်သူလှချရမယ်ရောင်းလေးကိုလှချလိုက်သူဘဝရမှာဘာတွေဖြစ်လာမလဲပြပြပေးပါရှင် okay ကဲပန်တီကဲ and cup ကိုတွေ့နေရတယ်ဆိုတော့ဒီ reading ကိုလာကြည့်တဲ့သူတွေက water sign တွေဖြစ်တဲ့ disease scorpio cancer တွေနဲ့ arc sign တွေဖြစ်တဲ့ torah bug capricorn တွေလာကြည့်တာများလိမ့်မယ်ပေါ့နော်ဒီ sign တွေမဟုတ်ဘူးဆိုလဲပြဿနာမရှိဘူးမင်းတို့ပြောနေတယ်လို့ယူဆရရင်စက်ကြည့်ပါအခုကိုယ့်ရဲ့ collective တွေရဲ့ဒီလက်ရှိပေါ့နော်လက်ရှိဘာတွေကို လက်ရှိဆိုရင်လည်းထူရော1ရဲ့ energy နဲ့မပြတ်မသားဖြစ်နေတာပေါ့နော်ဒီလူနားမှာပဲဆက်ပြီးနေရမလားဒါမှမဟုတ်ထွက်သွားလိုက်ရမလား stay or go ပေါ့နော်ဘာလို့လို့လို့ရမယ်မသိပဲနဲ့ဝေခွဲမရဖြစ်နေတာမျိုးတွေရှိတယ်ဆိုရင်1မိတဲ့ရဲ့ energy ပေါ့နော်လက်ရှိကတော့ပူပူလောင်လောင်လေးဖြစ်နေတာပူဆက်ပူလောင်ဖြစ်နေတဲ့ခံစားချက်တွေနဲ့အဲဘာဆက်လို့လို့လို့ရမယ်မသိဘူးလမ်းပြောင်းနေတာမျိုးတွေကိုယ့်ရဲ့ငကို conference ကြောက်လောက်တဲ့အထိနေတယ်ဆိုရင်ပေါ့နော် ဒီလက်ရှိကိုလွှမ်းချနိုင်မယ်ပူမန်းသီးရဲ့နဲ့ကင်ထားမိရဲ့အဲ့လိုမူမီးလိုမျိုးအပူတွေကိုလွှတ်ချလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ collective တွေရှိမှာ10 of carb ရဲ့ energy နဲ့လုံးဝကိုပျော်ရမယ့်ကိစ္စတွေဖြစ်လာမှာမျိုးကိုပဲတွေ့ရတယ်เนาะဆိုတော့အခုကအာနာကျင်နေရတယ်ပင်ပန်းနေရတယ်ဘယ်ဟာကအကောင်းဆုံးမှန်းမသိဘူးဘာလို့လို့လို့ရမှန်းမသိဘူးဖြစ်နေရယ်ဆိုရင်လွှတ်ချကြည့်လိုက်စိတ်ကူးနဲ့ပဲအရင်ဆုံးလွှတ်ချကြည့်လိုက်ပေါ်ပါသွားမယ့်အရာက10 of carb ရဲ့ energy နဲ့လုံးဝကိုပျော်ရလိမ့်မယ်ပေါ့နော်ချက်ချင်းမြင့်တာအတွက်အချင်းချင်းမြင့်တာကြီးမှာကိုယ့်ကိုတစ္ဆာဖောက်သွားတဲ့သူတစ္ဆာမရှိတဲ့သူကိုမေ့ပြဖို့ခက်ခဲနေတဲ့သူတွေဆိုရင်လည်းပဲအဲဒီအတိတ်ကအသေးကွဲခဲ့ရဘူးတာကိုစိတ်တန်ရအနေနဲ့ခံစားနေရပြီးတော့ဒီစားလဲထပ်မထားရဲဘူးထပ်ပြီးတစ္ဆာဖောက်ခံရရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီလိုမျိုး trauma တွေထဲမှာပိတ်မိနေတဲ့သူတွေဆိုရင်အတိတ်အဲဒီစိတ်တန်ရတွေကိုလွှတ်ချနိုင်သွားပြီးမေ့ပြနိုင်သွားပြီး မပစ်တယ်ဆိုတာလေ surrender လုပ်လိုက်တာပေါ့နော်လွတ်သူဘယ်လိုပြောရမလဲဒီလိုကြုံခဲ့ရတယ်ဆိုတာကိုလက်ခံပြီးတော့ပေါ့ပေါ့ပါပါဒီအပေါ်မှာအာတွေးခေါ်တတ်သွားပြီဆိုရင် ကိုယ့်ရဲ့ quality တွေရှိမှာဘယ်လိုမျိုးအရာတွေကောင်းတဲ့အရာတွေဖြစ်လာမလဲဆိုတော့ ten of cup ရဲ့ energy နဲ့တကယ်ကိုစိတ်ပိုင်းဆိုင်ရာ emotionally fulfillment ဖြစ်လာမှာပေါ့နော်အဲလူတွေနဲ့ဆက်ဆံရေးတွေပိုပြီးတော့အဲတဟစာတာဖြစ်လာမယ်တမညတာလာမယ်ဒီရေရှည် long term happiness ပေါ့နော်ခဏတာလေးတခဏလေးပျော်ရမှာ ဟုတ်ပဲねရေရှိပြောရွှင်မှုတွေကိုတိဆောက်လာနိုင်မယ်မိသားစုတွေတငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့ပို့ပြီးတော့အပေးယူမျှပြီးတော့ပို့ပြီးတော့ပျော်ရွှင်လာမယ်အရင်ကသူတွေနဲ့ပြန်ပတ်သက်ဖို့လဲဝင်မလေးတော့ဘူးမကြောက်တော့ဘူးဆိုတော့လူမျိုးပေါ်ပါတဲ့ ခံစားချက်တွေရောက်လာမယ်ပြီးရင် joyful relationships ပေါ့နော်အယံကိုပျော်ဖို့ကောင်းတဲ့ကိုကိုယ်တိုင်းဆန္ဒရှိပြီးတော့လိုချင်ပါတယ်ဆိုပြီးတော့ manifest တွေလုပ်ခဲ့တဲ့ relationship မျိုးတည်ဆောက်လာနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဘာပဲပြောပြောတစုံတစ်ယောက်နဲ့အနာဂတ်ကပျော်ရွှင်ရအောင်မယ်ဆိုတာမျိုးကိုမြင်ရတယ်ထို့တော်လည်းပဲအဲ့ဒီလိုမျိုးပျော်ရွှင်ရဖို့ဆိုရင်ဘာလုပ်ဖို့လိုလဲဆိုတော့အခု maintain ပို့ထားတဲ့အပူတွေကိုလွှတ်ချလိုက်ဖို့လိုပါတယ်တဲ့ဆိုတော့ happy ending လေးဖြစ်ချင်တယ် emotional paradise လေးကိုတည်ဆောက်ချင်တယ်ဆိုရင်တော့လက်ရှိအပူတွေကိုလွှတ်ချလိုက်ပါလို့ပဲထပ်ပြီးတော့အကြံပေးချင်တယ်ပေါ့နော်။လုပ်ငန်းခွင်အတွင်းမှာဆိုရင်လေ team work နဲ့ပူပြီးတော့အလုပ်လုပ်လာနိုင်ပဲတန်တရားတွေကိုပယ်ဖျက်လိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတိုင်းရောပေါ့တန်တရားတွေနဲ့ဆက်ဆံနေမိတာကနေပြီးတော့ဟိုနားလည်မှုတွေပြန်ပြီးတော့ရှိလာတဲ့အတွက်ကြောင့်မို့ပို့ပြီးတော့ agent ပေါ်ပါလာမယ်ဆိုတာမျိုးကိုမြင်ရတယ်။ age of pantike အခုထန်းပိုးထားတဲ့အရာတွေကအရာတွေကိုသာလှုပ်ချလိုက်မယ်ဆိုရင် Tanner Pandike ရဲ့ energy နဲ့လုံးဝကိုပျော့ရမယ်အပြင် Asia Pandike ရဲ့ energy နဲ့ a new start ပေါ့နော်အဲအစတစ်ခုထပ်ပြီးတော့ဘဝထဲမှာ new chapter ဟို new beginning ကောင်းတဲ့အစတခုအဲ့ဒီအစစတင်ခြင်းကအလုံးအသက်စတာလည်းဖြစ်နိုင်တယ် relationship အသက်စတာလည်းဖြစ်နိုင်တယ်ငွေဝင်ဖို့လမ်းကြောင်းအသက်အပေါ်လာတာမျိုးလည်းဖြစ်နိုင်တယ်အဓိကကတော့ pandemic energy ဖြစ်တဲ့အကြောင်းမို့လို့ငွေကြေးအလုံးအကိုင်းနဲ့ career နဲ့ပတ်သက်လိမ့်မယ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ blessing အနေနဲ့ကောင်းမွန်တဲ့ opportunity တွေမြင့်ဘွားတွေကိုရောက်လာလိမ့်မယ် ယ်တဲ့အခုကလေပူလောင်တော့ကရင်နဲ့ကိုကိုတိုင်းကိုယ့်ရဲ့လက်လာပါတွေကိုပိတ်ပင်ထားသလိုဖြစ်နေတာဆိုတော့အဲ့ဒီအပူတွေတဲကတော့ရုံထွက်နိုင်သွားပြီဆိုရင်အခွင့်အလမ်းကောင်းတွေကိုယ့်ရဲ့ quality တွေရှိကိုအမြန်ဆုံးနဲ့ရောက်လာပါလိမ့်မယ်တဲ့အဲအဲ့ဒီရောက်လာတဲ့အခွင့်အလမ်းအတစ်ကလည်းရေရှည်အထိပသွားမဲ့လုံးဝကိုခိုင်ခန့်တဲ့အကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာမျိုးကိုတွေ့ရတယ် long term potential ပေါ့နော်ဒီမှာမြင်နေရသမျှက long term long term long term ဆိုတာကိုပဲ message တွေပေးနေတာခဏတာအတွက်မဟုတ်ဘူးအခုမင်း စုတ်ထားတယ်မင်းကင်ထားတယ်ဒီအပူတွေကိုဒါ let go လုပ်လိုက်နိုင်မယ်လွတ်ချလိုက်နိုင်မယ်ဆိုရင်မင်းဘဝကလုံအောင်ကိုပြည့်စုံကုန်လုံလာတော့မယ် energy တွေအပြည့်ရှိတယ်ဘဝကလုံအောင်ကိုပျော်ရမယ် relationship ဆိုရင်လည်းပျော်ရမယ်ငွေကြေးနဲ့ပတ်သက်ရင်လည်းမပူရဘူးဒီလိုမျိုးဘဝကိုရောက်လာဖို့ရှိရတဲ့မင်းကိုယ်တိုင်းကဒီ negative energy တွေမှာပိတ်မိနေတာမျိုးလို့တွေ့ရတယ်ပေါ့နော်ဆိုတော့ ဒီ love ဆိုရဲချစ်ချင်းမြတ်တာမှာရော many or life ပေါ့နော်ဒီလို areas ဒီအားလုံးမှာကောင်းတာတွေရောက်လာဖို့အတွက်လမ်းမှာလမ်းတဝက်မှာရောက်နေပြီးမင်းကလက်ခံဖို့အတွက်အစဉ်အသင့်ရှိနေဖို့ပဲလိုပါတယ်တဲ့အဲ့ဒီလိုမျိုး release လုပ်နိုင်သွားပြီဆိုရင် balancing ဆိုရဲဒီတမမြတာတဲ့အခြေအနေတွေကိုလည်းဖန်တီးလာနိုင်မယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုလည်းအဲခြာနိုင်လာမယ် ကိုကိုရိုင်းကအပူရောထဲမှာမနေတော့တဲ့အတွက်ရေးချယ်စရာတွေကိုဘေးနာမှာအများကြီးရောက်လာပြီးတော့ပေါ့နော်ဒီကိုဘွားထဲမှာရောက်လာတဲ့အပြောင်းလဲတွေကိုလည်း adjust လုပ်နိုင်စွမ်းရှိသွားပြီပေါ့နော်ဆိုတော့ everything balance ပေါ့နော်ဒီတစ်ဖက်ဆောင်းနေဘယ်ဟာမှမဆုံးဖြတ်တော့ဘူးတစ်ဖက်ဆောင်းနေဘယ်ဟာမှမလုံတော့ဘူးအရာရာကိုပြန့်ပြန့်တတ်တာဖြစ်အောင်ကင်တွယ်တတ်သွားပြီအမြဲတမ်း business ဖြစ်နေတာမျိုး overwhelm ဖြစ်နေတာမျိုးတွေမရှိတော့ဘူးတာဝန်ယူရမယ့်ကိစ္စတွေတာဝန်ခံရမယ့်ကိစ္စတွေရှိလာရင်အဲ့ဒီဟာတို့အတွက် အကောင်းဆုံးတောင်းရင်ယူပေးနိုင်တယ်။သို့တော်လည်းပဲပြာရာခတ်ပြီးတော့ပူလောင်နေတာမျိုးတွေမရှိတော့တဲ့အထီးဘဝကအေးရှင်းလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့အာတကယ်ကို real opportunity တွေပေါ့နော်။ကောင်းမွန်တဲ့အခွင့်အလမ်းတွေကမင်းစီကိုလာနေပြီ။အင်းဒါပေမဲ့လည်းဝင်လာဖို့အတွက်မင်းစီမှာနေရာလုံးမရှိနေတဲ့အတွက်ဒါတွေကမင်းကိုကြော်ကြော်ပြီးတခြားနေရာကိုရောက်သွားသလိုမျိုး ဖြစ်နေတာပေါ့နော်။ဆိုတော့ balance ဖြစ်ဖို့စူးစမ်းပါ အဲ့ဒီလိုမျိုး balance ဖြစ်ဖို့စ조사ဖို့ဆိုရင်လက်ရှိမင်းကင်ထားတဲ့ဒီအပူကြီးကိုအရင်ဆုံးအဲလွှတ်ချလိုက်ပါတဲ့ကိုခဏခဏပြောသလိုမျိုးပဲပေါ့နော်ကိုတို့က အာရေအေးအေးလေးတောက်ချင်တယ်ဆိုရင်ဒီကိုရုတ်ကင်ထားတဲ့ဖန်ခွက်ထဲမှာရှိနေတဲ့ရေအပူလေးကိုအရင်ဆုံးတွန်ပြရမယ်ဟောဒီရေပူလေးကိုတွန်လိုက်မှဒီရေအေးကိုဒီဖန်ခွက်ထဲကိုထည့်လို့ရမှာဆိုတော့အစ်စ်အစ်စ်တော့ကောင်းမွန်လာတွေကိုဘဝထဲမှာလက်ခံရရှိချင်တယ်ဆိုရင်မင်းဘဝထဲမှာခုရှိနေတဲ့မင်းကိုပူလောင်စေတဲ့မကောင်းတဲ့အတိတ်တွေမကောင်းတဲ့ အာလူတွေမကောင်းတဲ့ energy တွေအားလုံးကိုဖဲထုတ်ပြလိုက်ဖို့လိုပါတယ်ရှင်ဆိုတော့ပေးချင်တဲ့ message လေးကိုရလိုက်မယ်လို့ထင်ပါတယ်ဒါက collective and generating ဖြစ်ပါတယ် resonate ဖြစ်တဲ့ဂျူတွေအတွက်မှန်ကန်ပါလိမ့်မယ်ကောင်းမွန်တဲ့ resonance လေးတွေရလာဖို့ရှိအောင်မလို့ energy claim သွားကြပါ ီလိုမျိုး free reading လေးတွေအများအားလက်ခံရရှိခြင်းရတော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားလို့ရပါတယ်ရှင်။ personal reading ဝယ်ခြင်းတဲ့သူတွေကတော့ description မှာ link ချထားတဲ့ Telegram တို့မဟုတ် Viber မှာ booking လေးလာယူနိုင်ပါတယ်ရှင်။အားလုံးပဲစိတ်ချမ်းသာလို့ပို့ချမ်းပါကြပါစေရှင်။